ယောသမီးတယောက်ဟာဘယ်လိုကုသိုလ်ကောင်းမှုတွေကြောင့်မနာဘကာယကဘုံရောက်ရတာပါလဲ။ဘာတွေလှုပ်လို့ရောက်တာတော့ဆိုတော့မြတ်စွာဘုရားဟောတယ်။နိရုဒ္ဓာနဲ့အမျိုးသမီးတယောက်ဟာဒီအချက်ရှိချက်လိုင်းနာပြီးတော့နေထိုင်တဲ့အမျိုးသမီးဟာဒီအချက်ရှိချက်ကိုတသွေးမတိန်လိုင်းနာပြီးတော့ရှင်းသုံးသည့်အတွက်သူဟာဒီဘုံကိုရောက်တာလို့အဲ့ဒါစိတ်ဝင်စားစရာကောင်းတယ်အဲ့မှာ ချက်ရှိချက်ကသီလလည်းပါတယ်ဒါနလည်းပါတမန်ဘဝမှာမိသားစုဘဝမှာလောက်ကင်တာတွေလည်းပါနေတယ်အဲ့ဒါစိတ်ဝင်စားစရာကုသိုလ်ကောင်းမှုရှိလို့ဖြစ်တာကြီးပဲမဟုတ်ဘူးအဲ့တော့သတိထားစရာကစီးနဲ့ကန်းနဲ့မိသားစုတဝန်ချီချီလောဘနဲ့မဟုတ်ဘူးဒေါသနဲ့မဟုတ်ဘူးဘုတရားချီပြွန်စွာနေလို့ရှိရင်လည်းဒါကုသိုလ်ရတယ်ဆိုတဲ့အိဗယ်ပေါ်တယ် ဝတ္တရားကြည်ဖို့လို့တယ်ပေါ့အိမ်မနေပဲလို့ဝတ္တရားကြည်ပြီးတော့မေတ္တာနဲ့နေတာအခုလို့ရတယ်လို့သူတို့ဆိုလို့တဲ့အိမ်အဲ့တော့ရှင်မျိုးကိုတစ်ခုစီခွဲပြတဲ့ခါကြတော့ဘာလို့ဆိုနမတိကမျိုးသမီးတယောက်ကိုသူ့ရဲ့မိဘတွေကနေပြီးတော့အိမ်တော်ရဲ့သားချပေးတယ်ပေါ့အော် ဲ့တော့ရသားကြတယ်မြို့သမီးတွေတွေ့ကြည့်ပြီပြောမြို့သမီးမိဘတွေကကောင်းကျိုးချမ်းသာဖြစ်ဖို့ညှို့နှင်းချက်နဲ့ကိုယ့်ရဲ့သမီးကိုအိမ်တော်ရဲ့သားချပေးလိုက်တယ်တဲ့အဲ့လိုအိမ်တော်ရဲ့သားချပေးတဲ့မြို့သမီးဟာကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာဟိုတရားချေပြမှုရှိတယ်ဝတရားကြည့်ပြွန်စွာ နေထိုင်နေဒါတစ်ချက်နော်ဝတရားကြည်ပြောနာအဲ့ဒါဝတရားကြည်ပြောနာတဲ့တယ်ဒါကုသိုလ်ရနေတဲ့သဘောရှိတယ်ကိုလိုအမေဝတရားကိုကြည်ပြောလုပ်ပြီးတော့မေတ္တာနဲ့နေထိုင်နေနောက်တစ်ခုကဘာလို့ဆိုရင်မိမိရဲ့အိမ်တော်ဘက်ကကရုကတော့ဖြူပြီးတော့လေးစားရတဲ့အမေတို့အဖေတို့ ဆိုရောက်ခမဗောလေးခုခဲ့တယ်ဗျ။အဲ့နောက်မဲ့မိဘတွေသူကိုးဝယ်တဲ့ဖာသာအဲ့ရတဲ့ပုံမှာသူဟာတလေတစားဘုတရားခြေပြွန်စွာဆောင်ရွက်ပြီတဲ့။ဒါတခုဒါဒုတိယမြောက်ခုသူတွေဒါဟုတ်လူတွေကကုသိုလ်စင်နဲ့တော့မထည့်ပါဘူးဗျာတဲ့။နော်ဝတရားခြေပြွန်စွာဆောင်ရွက်တယ် နံပါတ်3ကအိမ်မှုလုပ်ငန်းနေနဲ့ပတ်သက်လာတဲ့ခါမှာသူဟာလှုပ်တတ်တယ်၊ခိုင်တတ်တယ်၊ချက်တတ်တယ်၊ပြုတ်တတ်တယ်အလုံးအတွက်စီမံခန့်ခွဲချက်ပြုတ်မပြင်းမရီအိမ်မှုကိစ္စတွေကိုလှုပ်တယ်တဲ့ပြောပါဆိုရင်ဒါလည်းကုသိုလ်တစ်ခုပဲပြောရတယ်ဒါဆိုကုသိုလ်လို့မထင်ကြဘူးလေ သူလုံးဝမဲ့ဟိုတရားတွေကိုသူချစ်ချစ်ပြင်ပြန်လုပ်တယ်ပေါ့နောက်တစ်ခုကပါတော့အိမ်မှာကိုယ့်အိမ်မှာဝိုင်းကူပြီးတော့လုပ်တဲ့အိမ်ကခိုင်းနေတဲ့ပုဂ္ဂိုလ်တွေလုံသမားတွေရှိတယ်သူတို့ကိုအုပ်ချုပ်တဲ့ခံပါတဲ့လုံရင်လုံသလိုမလုံရင် မလုံသလိုခွဲခြားသေးတယ် လုံကြိုးစားရင်ကြိုးစားသလိုအလုံးမကြိုးစားဘူးဆိုရင်မကြိုးစားတဲ့အတိုင်းဒါခွဲခြားပြီးတော့သူတို့ကိုပေးတဲ့ကံနဲ့မလုံတဲ့လူစုပေးတတ်ပေးပေါ့လုံတဲ့လူပို့ပြီးတော့ခရုဆိုင်ပေးနေမကောင်းတိုင်းမသာရှိလာလို့ရှိရင်ဟို နေဝံတကောင်းတိုင်းသာရှိလို့ရှိရင်သူ့ဆေးဝါးကိုသတ်ပေးတယ်ပေါ့ကိုရင်ကလူတွေကိုနော်နေနေဝံကောင်းတိုင်းသာရှိလို့ရှိရင်လည်းခွင့်ရတဲ့ပေးပြီးတော့ညတာမှုထားတယ်သူနဲ့တန်နဲ့လှုပ်ဖက်လှုပ်ပြီးတော့ညတာမှုတွေပြုတယ်နောက်အိမ်မှာစားစရာတောက်စရာရှိရင်လည်းညီလူညီမခွဲဝေပြီးတော့ပေးတယ် ဒါနဲ့ဒါကိုလည်းကုသိုလ်လို့ပြောတာနတ်သမီးဖြစ်ဖို့ရအတွက်ဒါတွေကလည်းကုသိုလ်တွေဖြစ်တယ်ဒါတွေကိုလည်းယူရအလုပ်လို့ဆိုပြီးတော့ကုသိုလ်လို့တော့မထင်ကြဘူးဒါလည်းကုသိုလ်ပဲတဲ့နောက်နံပါတ်5ကတော့ကိုယ့်ရဲ့အိမ်သားကအပြင်းမသွားပြီးအလုပ်လုပ်ပြီးရှာဝေးလာခဲ့တဲ့ငွေချေးတနက် ဥစ္စာပစ္စည်းတွေကိုမခိုးမဝက်မထိမကြံမသုံးမဖြုံးမဲကိုယ်အိမ်အောင်ပဲမသိအောင်တိတ်တိတ်ပုံခိုးဝက်တာတို့သုံးဖြုံးတာတို့မလုပ်ဖဲနဲ့သူဟာတည်တည်ချာချာစနစ်တကျစီမံခန့်ခွဲပြီးတော့တိမ်သားလုံးအတွက်အသုံးပြုတယ် ရှားလာတဲ့ပစ္စည်းထိမ့်သိမ့်ရှောက်ရှောက်တယ်ပေါ့ဒါကိုဆိုလို့စီးတဲ့ရေးအော်ခန်းနဲ့ကတဲ့ဆိုအလိုပေါ့စီးလာတဲ့ရေးတွေကိုပျောက်ပြတ်မသွားအောင်တမန်နဲ့စီးပေးထားတယ်ပေါ့ကတဲ့နဲ့စီးပေးထားတယ်လဲထဲမှာရေးသွင်းတာအဲ့ဒါလို့ရှားလာတဲ့ပစ္စည်းကိုပျောက်ပြတ်မှုမရှိအောင်သူက စီမံဆောင်ရပေးတယ်အဲ့ဒီ၅ချက်ကကြည့်ရမယ်ဆိုရင်ဒါအိမ်အောင်ပဲစနီးစဲများလိုက်နာကျင့်သုံးရတဲ့တောင်းဝတရားပဲဒါသူရဲ့တောင်းဝတရားကိုသူချေပြောင်းလုပ်တယ်လို့သူဆိုလို့တယ်ပေါ့အဲ့ဒီတောင်းဝတရားချေပြောင်းခြင်းဟာထူးခြားတဲ့ကုသိုလ်ကြီးမဟုတ်တော့လည်းပဲ ဒါကုသိုလ်ပဲအပြစ်ကင်းပြီးတော့မြတ်ဘုံမှာမြတ်မြတ်တာတာမေတ္တာထားပြီးတော့လှုပ်တာဖြစ်လို့မေတ္တာနဲ့လှုပ်တာဖြစ်လို့ဒါလည်းကုသိုလ်ပဲလို့သူဆိုလို့ဒီငါချက်ကဒါရိုးရငါချက်ပဲဖြစ်တယ်နောက်ထပ်နံပါတ်6ကြတော့ဘဏဘကအိကနတ်သမီးဖြစ်ဖို့ ါကြတော့ဘာသာရေးဘက်ကဆက်နွယ်လာပြန်နော်ဖျားဟုကိုးွယ်တယ်တရားဟုကိုးွယ်တယ်တန်ခါဟုကိုးွယ်တယ်ဘုရံတရဏကိစ္ဆမိဓမ္မံတရဏကိစ္ဆမိတန်ခံတရဏကိစ္ဆစေရဏသုံးပါးကိုကိုးွယ်စိကတုဖြစ်တယ်အဲ့ဒါဆိုရင်တော့ဘာသာကြားရေးကဘလို့လို့ ဖောဒန္တရဏံကိစ္ဆာမိဓမ္မန္တရဏံကိစ္ဆာမိတန်ခန္တရဏံကိစ္ဆာမိဖယံတရားတန်ကကိုယ်ပဲတိုက်တဲ့ယရဏများကိုကိုယ်ပဲနဲ့စကတ်တယ်တရဏဂုံတီးတယ်ဗောဆိုလို့တယ်ဒါနမချောအဲ့ဘုရားဝဒမဟုတ်ရင်တော့ဘုရားသရဏကိစ္ဆာမိဓမ္မသရဏကိစ္ဆာမိတန်ခန္တရဏကိစ္ဆာမိတော့ပါမှာမဟုတ်ဘူးသို့တော့ သူကိုးကွယ်တဲ့ပုဂ္ဂိုလ်ကသူတော်ကောင်းဆိုလို့ရှိရင်တော့အထိုက်တယောက်တော့ကျိုးရှိမှာနော်သူတော်ကောင်းကိုကိုးကွယ်တယ်ဆိုရင်တော့ထိုက်တယောက်ကျိုးရှိရမှာပြီးတော့လိုင်းနာကျင့်သုံးတဲ့တရားကကောင်းတဲ့အကျင့်တရားဆိုရင်လည်းကျိုးရှိမှာပဲဒါကျိုးရှိဘူးလို့ပြောလို့မရသူတို့လည်းကျိုးရှိနိုင်တယ်ပေါ့နောက်တစ်ခုက နမခွန်ကြတာပါအရုံးဆိုကိုချင်းတိလာနဲ့ပြေဆုံးနေအဲ့ဒါတော့တိလာပဲရောက်လာအဲ့ဒီကိုချင်းတိလာဆိုတော့ဘာသာကြပဲဖြစ်ဖြစ်ဘုရားဘာသာပဲဖြစ်ဖြစ်ဒါကိုချင်းတိလာဒီကိုချင်းတိလာတော့ရှင်းပါရုံးဆိုရင် သူများတဲ့တချင်းကရှောင်ရမယ်သူများဥစ္စာမတရားယူတာရှောင်ရမယ် ကာမိတုမေသဆရာရှောင်ရမယ်မုသဝရရှောင်ရမယ်သူရမေတရားရှောင်ရမယ်အဲ့ဒီရှောင်ကျင်မှု၅ရက်မရှောင်ရင် तू ကဒုစရိုက်ပဲလေတာနော်လောကမှာရာဇဝမှုဖြစ်တာပဲလူရဲ့ဥပရိမှာသူ့တိုင်ရင်တော့ပြည့်မရှိဘူးသူ့တိုင်ရင်ပြည့်ရှိတယ်လို့လူဥပရိရတာခွဲတာ ဘာသာတရားမြတ်စွာဘုရားဟောတဲ့တရားကြတော့ဘုသူတတ္တထူလူပဲပါဏာတိပါဒဖြစ်တာเนาะ